မြန်မာပြည်နံပြားမှာရှိနေတဲ့တောရွာတွေမှာဒလေထုံးနှံတစ်ခုရှိပါတယ်။အဲဒီဒလေကမနက်ခင်းစောစောချိန်မှာတန်ဃာတော်တွေကိုဆွန်းလောင်းလိုကြခြင်းဖြစ်ပါတယ်။ရွာဦးဘုန်းကြီးကျောင်းထံကနေတုံမောင်းခောက်တံထွက်ပေါ်လာတာနဲ့အဲ့ရကနေလူးလဲထပြီးတော့ဆွန်းချက်ဖို့အတွက်ပြင်ဆင်ကြရတာဟာမနက်တိုင်းလိုလိုပဲဖြစ်ပါတယ်။အဲဒီလိုမျိုးလူကြတန်းကြခြင်းကပဲမြန်မာတို့ရဲ့တရားတရားကိုပြသနေခြင်းမှာယခုမှလည်းရေကြီးရွာကလေးမှာရှိတဲ့အိမ်တိုင်းလိုလိုပဲဆွန်းချက်ဖို့အတွက်ပြင်ဆင်နေကြတဲ့အတန်တွေထွက်ပေါ်လာပါပြီ။အဲဒီတွေကမှ ဟဲ့ဖိုးကျော်အေးရမထသေးဘူးလားအမေတော်စွန့်ချက်ပြီးပေါ့ကွယ်ထတော့ထတော့ငါသားခဏနေဦးကြီးနဲ့လယ်ထဲကိုလိုက်သွားအောင်ပါလေဒေါ်အေးရင်ဟာတားပြစ်သူဖိုးကျော်ကိုလာရောက်နှိုးခြင်းဖြစ်ပါတယ်ဖိုးကျော်မိခင်ဖြစ်သူရဲ့အတန်ကြောင့်ချက်ချင်းဆိုသလိုအေးရတွေကနေလူးလဲထားလိုက်ပြီးတော့အထပါမေရဲ့ညာသားအိတ်တာနောက်ကျသွားလို့ပါအေးနှိုးရင်လည်းပြီးတာပါပဲအေးအမေထမင်းလေးကြော်ထားရဲ့အဲ့ဒါအခုရွာလေပိုင်းကမိထူးစီကိုအကြော်လေးတော့ဝယ်လာအောင်မကြလားဟုတ်ဟုတ်မေဖိုးကျော်မိခင်ရဲ့စကားခေါင်းညိတ်ကဖြေလိုက်ပါတယ်မိခင်ထွက်သွားတာနဲ့အိမ်ဝိုင်းထဲဆင်းပြီးတော့ရေပြည့်ခတ်ထားတဲ့ဆင်းရဲကရေတွေ ိုခတ်ယူပြီးတော့မျက်နှာတက်လိုက်ပါတယ်ဖိုးကျော်မျက်နှာတက်ပြီးတော့မအိတ်ရှင်စိတ်တွေပြေပြောက်သွားခဲ့ပါတယ်မိခင်ဖြစ်သူ노ဘေလို့ပေါ့ညကလည်းနောက်ကြမှာအိပ်ပျော်သွားရည်လားတော့မသိသူတော်တော်နဲ့မနိုးပါဘူးတော်ပါသေးတယ်မိခင်ဖြစ်သူကလာနိုးလို့ပါညကလည်းနောက်ကြမှာအိတ်တော့တော်တော်နဲ့ကိုမနိုးပါဘူးညကနောက်ကြမှာအိပ်ရခြင်းအကြောင်းကလည်းအတန်တခုကိုနားရရနေကြားနေရခြင်းကြောင့်ဖြစ်ပါတယ်အရိတန်ကယောက်ျားတယောက်ရဲ့အတန်ပါပဲအတန်ရှင်ကသူ့ရဲ့နာမည်ကိုခဏခဏခေါ်နေခဲ့ပြီးတော့အရာဝိတ္ထုတွေကိုတူးခိုင်းနေခြင်းဖြစ်ပါတယ်ကြားရတာကတော့သူတယောက်ထဲကြားနေရခြင်းဖြစ်ပြီးတော့ကြားရတာကလည်းနားနီးနားမှာကပ်ပြီးတော့ပြောနေတယ်လို့ပ ါပဲဟာငါတော့ခက်ပြီကွာဖိုးကျော်အဲ့လိုတွေးနေတက်ပြင်းတက်တက်ချလိုက်မိပါတယ်ဟဲ့နွားအော်ငါနဲ့အစာကျူးတာတော့ကောင်းကောင်းမစားကြဘူးအချင်းချင်းရံပစ်နေကြရတယ်လို့ကွာအနီးမှာရှိတဲ့နွားတင်းငုတ်ထဲမှာနွားစာကျွေးနေတဲ့ဗာကြီးဖြစ်သူကိုလှမ်းကြည့်လိုက်ပြီးတော့ဘိုင်းရေငနီရက်ဆွာတယ်ဗျသူ့စာဆိုရင်အလူခံတာမဟုတ်ဘူးအဲဒါကြောင့်မလို့ကျုပ်ကအဲ့နှကောင်ခွဲကျွေးနေကြဗျ နွားနှကောင်ကိုစိတ်ပြက်နေတဲ့ဘာကြီးဟာအေးကွာမင်းနွားเจ้าနဲ့မင်းမသိတာကွာဖိုးကျော်ရနွားစာကြွေးပြီးွားလို့ရှိရင်ထမင်းချမ်းစားရအောင်လေဘာကြီးရဲ့ခဏနေဆိုအမေပြန်လာတော့မှာအေးပါအေးပါကွာငါလာခဲ့မယ်ဘာကြီးဖြစ်သူကမိခင်ဖြစ်သူရဲ့အကိုကြီးပင်ဖြစ်ပါတယ်ဖိုးကျော်ဖေကဖိုးကျော်၅နှစ်သားမှာပဲဆုံးမသွားခဲ့ခြင်းဖြစ်ပါတယ်ကြင်ရင်နေခဲ့တဲ့ဖိုးကျော်တို့သားမိကိုဘာကြီးဖြစ်သူကအိမ်တော်မပြုတ်နိုင်မနဲ့ယခုထိစောင့်ရှောက်နေခြင်းဖြစ်ပါတယ်တွင်းနေရင်လည်းဖိုးကျော်အမေဒေါ်အေးရဲ့အကျော်တို့လေးကိုလက်ကနေဆွဲပြီးတော့ဝိုင်းထဲကိုဝင်လာခဲ့ပါတယ်ရောက်ရောက်ချင်းမှာပဲအိမ်ရှိကုပ်ပြစ်မှာထိုင်နေတဲ့ဖိုးကျော်ကိုဘာကြီးကဘယ်ရောက်နေရတော့မန 那咋啥样？多好嘞！ ခေါ်ထားပြပါရမေရဲ့ဘာကြီးလာပါလိမ့်မယ်ဖိုးကျော်ပြောနေရင်မှပဲကုပ္ပစီကိုဘာကြီးဖြစ်သူရောက်လာခဲ့ပါတယ်ကဲစားကြမယ်လေပြီးရင်ငါတူနဲ့ငါလဲလဲဆင်းရအောင်ပါဆန်နွေးနဲ့ကြော်ထားတဲ့ထမင်းကြော်ကိုဘူးစီကြော်စူပုတ်ရော့ကြော်တွေနဲ့စားရင်ရေနွေးလေးမော့ကစားရခြင်းတွေကပဲသူ့အတွက်အရသာရှိလာပါတယ်စားတော့ပြီးတဲ့အချိန်မှာတော့ပေါက်ပြားနဲ့လက်ထမ်းရင်လည်းဘာကြီးနဲ့လေတော့ကိုထွက်လာခဲ့လိုက်ပါတယ်လေတော့တဲ့ကိုထွက်လာရင်လည်းမလန်းမကန့်နဲ့မြင်နေရတဲ့ရှေးကလေးကရှိနေခဲ့တဲ့ဖျားပြက်ကိုငေးကြည့်ရဲဘာကြီးအဲ့ဒီဖျားပြက်မှာရွှေတွေငွေတွေရှိလားဗျနေဘူးမှာဆိုရကြောင်ခက်သွက်သွက်သွားနေရတဲ့ဘာကြီးဟာရှိခြင်းလဲရှိမှာပေါ့ ကွာမင်းကဘာလို့မလို့လဲမဟုတ်ပါဘူးဘာကြီးဟာကျုပ်သိကျင်လို့ပါဗျာအေးသိကျင်တာအကြောင်းမဟုတ်ဘူးကွာဖះပစ္စည်းဆိုတာစိတ်နဲ့တော့မပြတ်မကောင်းဘူးကွာ ဘာကြီးရဲ့စကားခေါင်းထဲကိုယောက်လာခဲ့ပြီးတော့သူငေးကြည့်နေမိတာကဖះပြက်နဲ့မလန့်မကန့်မှရှိနေတဲ့ဘလူးရုပ်အကျိုးပြက်ကြီးကိုဖြစ်ပါတယ်။အဲ့ဒီရုပ်အဟောင်းကြီးကလည်းအပင်ရိပ်တစ်ခုအောက်မှာထုလုပ်ထားပြီးတော့နှစ်ကာလတော်တော်လေးကြာတော့ဖះပြက်နဲ့အတူသူကလည်းပျက်စီးလာပုံရပါတယ်။အဲ့ဒီရုပ်ကြီးရှိတဲ့သစ်ပင်အောက်မှာတော့လေတော့ကိုသွားသူတိုင်းအမောဖြေထိုင်နေကြပါတယ်။အနီးနားတစ်ဝိုက်မှာလည်းအရေးကောင်းတဲ့သစ်ပင်ဆိုလို့အဲ့ဒီဘလူးရုပ်ကြီးရှိနေတဲ့သစ်ပင်တစ်ပင်သာရှိခြင်းကြောင့်အမြဲလာရောက်နားကြခြင်းလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းမင်းညားကအတန်ရှင်ကသူ့ကိုဖះပြက်မှရွှေများကိုတူးယူခိုင်းနေခြင်းဖြစ်တာကြောင့်သူကဇဝေဇဝါဖြစ်နေရပါ ါတယ်တွေးငေးနဲ့ပဲလယ်တော့ကိုရောက်လာကြပြီးတော့ပေါက်ပြားနဲ့ပဲမြေသားကပေါင်များကိုစတင်ပေါက်ကြပါတယ်အချိန်ကတော့ဘာလူလူနဲ့ပဲနေ့လယ်ဘက်ကိုပင်ရောက်လာပါပြီသူတို့အလုပ်ကလည်းပီးဇာပြုတ်နေပါပြီကင်ကတူမင်းပြန်နေကွာဘာကြီးဓာပြီးရင်လိုက်ခဲ့မယ်ဘာကြီးကလည်းဗျာအတူတူလာတာအတူတူပြန်မှာပေါ့ဗျာ အာဒီမှာလဲပြီးတော့မှမလို့လေကွာမင်းနွားနှကောင်လဲမင်းအစာပြန်ကျွေးရအောင်မမဟုတ်လားအဲဒါကြောင့်မို့မင်းကိုပြန်ဟိုင်းတာတော်ကြမင်းမေအဲ့နွားနှကောင်လဲရန်ဖြစ်နေအောင်မယ်အဲဒါဆိုရင်လဲကျုပ်ပြန်မယ်ဗျာအေးအေးအေးပြန်ပြန်ကွာသွားဘာကြီးဖြစ်သူကိုနှုတ်ဆက်ပြီးတော့ပေါက်ပြားထန်းကပြန်လာခဲ့လိုက်ပါတယ်ပြန်လာရင်းနဲ့ဖျားပြန်နာကိုရောက်လာတဲ့ခါမှာတော့ခဏတော့ထိုင်လာအောင်မယ်ကွာတပင်ရဲအောင်မှာပေါက်ပြားကိုနဘေးမှာချလိုက်ပြီးတော့ဝင်ထိုင်လိုက်ပါတယ်ထိုင်နေရင်းနဲ့ပဲမလန်းမကန်းမှရှိတဲ့ကျိုးပြက်နေတဲ့ဘလူးရုပ်ကြီးကိုကြည့်ကာ င်းဘာလို့ဒီဖရားရဲ့ပစ္စည်းတွေကိုတူးယူခိုင်းနေရလဲမသိဘူးကွာဘလူးယုတ်ကြီးကထူးစစ်ထားတဲ့လက်ရာပုံမှန်တရံပျက်စီးနေပြီဖြစ်ပြီးတော့ရင်ကြီးတွေအပင်ငယ်တွေနဲ့ဖုံးအုပ်နေတာကြောင့်ဘလူးယုတ်ဆိုတာကိုပဲအနာကတ်ကြီးမှပဲသိနိုင်တော့ပါတယ်ခဏမျှအမောပြေပြရနဲ့ဖိုးကျော်ပေါက်ပြားတွေကိုထမ်းပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်ပါတယ်ဖိုးကျော်တရားညစဉ်အိမ်မရခဲ့ပါဘူးအိမ်မဲကြံလိုက်တိုင်းမှာနားတွေကိုအတန်တတန်ဝင်ရောက်လာတာပါဖရားပြောကရွှေတွေတူးကွာဖရားပြောကရွှေတွေတူးအိမ်မရတဲ့ညတွေများလာလေဖိုးကျော်ငုံငုံငယ်ငယ်ဖြစ်လာလေပါပဲဒါကိုတတိထားမိတဲ့ဗ ాయి ကငါတို့ မင်းဘာဖြစ်နေရလဲကွာ မင်းကြည့်ရတာတမိုင်မိုင်တထူထူနဲ့ကွာဖိုးကြော့တရားသူ့ကိုကြည့်ကမေးနေတဲ့ဘာကြီးဖြစ်သူကိုကျုပ်ဘာမှဖြစ်ပါဘူးဘာကြီးอ่ะဘာကြီးစိတ်ရှင်နေလို့ပါဘာကြီးကတော့ဖိုးကြော့ရဲ့အဖြစ်ကိုမကျင်တတ်ပါဘူးဟိုလိုလားကွာမင်းကြည့်ရတာငါတော့တခုခုဖြစ်နေလို့ထင်နေကွာအေးလေမင်းမပြောချင်ရင်လည်းထားလိုက်ပါတော့ဒါပေမဲ့တခုခုကြုံနေရရင်တော့ပြောကွာငါတို့ကမိသားစုတွေပဲလေကွာတယောက်တည်းတော့တွေးတော့မနေနဲ့ကွာဟုတ်ကဲ့ပါဘာကြီးอ่ะကျုပ်အကြောင်းထူးဝင်ပြပြပါမယ်ဗျအေးကွာအေးအေးဘာကြီးဖြစ်သူကဖိုးကြော့နေကနေထွက်ခွာသွားခဲ့ပါတယ်ဖိုးကြော့ခင်မြမှာတော့ဘာကြီးဖြစ်သူကိုငေးကြည့်ရင်ねဘာကြီးရဲ့ကျုပ်ဘာလို့ရ ြမလဲဗျာအဲ့ဒီအတန်ဘယ်ကနေဘလို့ကြားနေရလဲလဲမသိဘူးဗျာဖိုးကျော်အတန်ကိုဘာဖြစ်သူမကြားပါဘူး ဖိုးကျော်ကလည်းတကူရီကြားရုံသာပြောလိုက်ခြင်းဖြစ်ပါတယ်။လေပင်းမြားဟာဒရဂျန်ကိုတိုက်ခတ်နေပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကအမောင်ရိပ်ကျနေခဲ့ပါပြီ။အဲဒီပတ်ဝန်းကျင်ကိုရောက်ရှိနေသူကဖိုးကျော်ဖြစ်ပါတယ်။ဖိုးကျော်ဟာသူရောက်ရှိနေတဲ့နေရာကိုငေးကြည့်ရင်လည်းဟမ်ငါငါဂျီနီယာဘယ်လိုရောက်နေလဲကွာ။ဖိုးကျော်ဟာအဲဒီနေရာကိုဘယ်ကဘယ်လိုရောက်နေမှမသိတာကြောင့်ထိတ်လန့်နေမိပါတယ်။ဘေးဘီဝဲရကိုငေးကြည့်တော့လည်းအလင်းရောင်တစ်ခုကိုမြင်လိုက်ရပါတယ်။အဲဒီအလင်းရောင်ကလရဲ့အလင်းရောင်လည်းမဟုတ်ပါဘူး။အခြားသောအလင်းရောင်လည်းမဟုတ်ပါဘူး။အဲဒီအလင်းရောင်လာတာကလူတစ်ယောက်ထံမှဖြစ်ပါတယ်။အဲဒီလူကဖိုးကျော်နဲ့မျက်နှာချင်းဆိုင်မှာရက်နေခြင်းဖြစ်ပါတယ်။ခန္ဓာကိုယ်တောင့်တောင့်ဘလခ က်ကြီးကြီးနဲ့ရောင်တစောင်းနဲ့ဖြစ်ပြီးတော့ပစိုးကိုခတ်တူတူဝက်ကအပေါ်ကနေခြေသားပြူအင်ကြီးကိုဝတ်ဆင်ထားပါတယ်ခမရခမရကဘာတူလဲဗျာဖိုးကျော်အဲ့လိုမေးလိုက်ပါတယ်ဖိုးကျော်မေးလိုက်တာဟိုအဲ့လူကငါ့နာမည်ကဒီပစကားကိုတူတူပြက်ပြက်ပဲဖြေလိုက်ပါတယ်အဲ့လူကဒူးဆန်းတဲ့အချက်တခုကိုတော့ဖိုးကျော်တွေ့လိုက်ရပါတယ်အဲ့ဒီအချက်ကထိုလ်လူရဲ့မျက်လုံးနှလုံးကနီးကျင်ကျင်ဖြစ်နေခြင်းပါပဲတုတ်ဒီနေရာဘယ်လိုရောက်လာလဲဗျာနောက်ပြီးတော့ခမရအတန်ကိုကျုပ်ရင်းနေနေဖိုးကျော်ကကြောက်ရွံ့နေတဲ့ကြားကပဲအရေးစုံကမေးလိုက်ပါတယ် ဖိုးကျော်မင်းကိုမပြေဘဲနဲ့အဆက်မပြတ်ရဲမောနေပါတယ်ခမရခမရကျုပ်ကျုပ်ကိုညာရင်းစကားလာပြောနေတဲ့လူပဲနေပါဦးမြခမရလူရောဟုတ်ရဲ့လားဗျငါမင်းကိုရွှေတွေတူးခိုင်းတာမင်းဘာလို့မတူးရလဲမင်းတူးလိုက်လို့ရှိရင်ငါလည်းစောင့်စရာမလိုတော့ဘူးကွာအာကျုပ်မတူးနိုင်ဘူးဗျာကျုပ်ဖျားပစ္စည်းတွေကိုတူးရလောက်ကျုပ်စိုးဝါးကောင်မဟုတ်ဘူးဗျာအေးမင်းမတူးဆိုလို့ရှိရင်မင်းငါเจ้าသိစီရမယ်ကွာ ရုတ်တရက်ထိုလ်လူရဲ့ပါဇက်ကအဆွဲကြီးတွေထွက်လာပါတယ်။ဖိုးကျော်ဟာတော်တော်လေးကိုကြောက်လန့်သွားမိပါတယ်။ကြောင်းမက်ဖွယ်ပုံတရကြီးပြောင်းလဲလာတဲ့အဲ့ဒီလူဟာလူသားပုံစံတော့မဟုတ်တော့ပါဘူး။ပစိုးကွက်ကြီးဝစ်စင်လာတဲ့ဘလူးကြီးဖြစ်နေပါတယ်။ဖိုးကျော်ကြည့်နေရကနေတရီဝင်လာပြီးတော့အနောက်ကိုလှည့်ပြေးရပါတယ်။ဖိုးကျော်ကြည့်နေရကနေတရီဝင်လာပြီးတော့အနောက်ကိုလှည့်ကပြေးပါတော့တယ်။ဖိုးကျော်ပြေးနေရနဲ့ဘလူးကလည်းအပြေးလိုက်လာပါတယ်။ကဲကြပါအောင်ဗျာ။ကဲကြပါအောင်ကျွန်တော်ကိုဘလူးကြီးလိုက်နေရဗျာ။ကျုပ်ကိုကဲကြပါအောင်ဗျာ။ ဖျက်ရာကဲကြပါဦးဗျာဖူးကျော်ဖူးကျော်ငတ်တူကြီးဟာထပါအောင်ကွာတိုင်းတတထောင်းတာရဲ့တအိမ်မဲ့ဆိုးရင်မက်နေရတင်တယ်ဖူးကျော်ဟာပြင်းနဲ့ဘိုင်းဖြစ်သူအတန်နဲ့မိခင်ဖြစ်သူအတန်တို့ကြောင့်သတိဝင်လာခဲ့ပါတယ်ဟမ်ဘိုင်ဘလူးရောဘိုင်ရဲ့ ကျုပ်ကျုပ်ကျုပ်တော့ကိုလိုက်လာဟာဗျာဘလူးဩငါတူကြီးအိမ်မက်ဆိုးကြီးမက်နေရနေမှာပါကွာမင်းကလည်းနေကင်းကြောင်တော်ကြီးအိတ်နေရဘူးကွာဖိုးကြော့တရားဘာကြီးဖြစ်သူပြောမှအိမ်မက်ဆိုတာသိလျက်ရပါတယ်တိုးတော်လည်းအဲ့ဒီအိမ်မက်ကအမှန်တကယ်သူကြုံတွေ့နေခဲ့ရခြင်းလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်မင်းဘာကြီးဖြစ်သူကိုသူကြုံတွေ့ခဲ့ရတဲ့ညစဉ်ကြားနေရတဲ့အတန်အကြောင်းကိုပြောပြလိုက်လေဟာဘာကြီးရောမိခင်ဖြစ်သူပါအံ့ဩသွားကြပါတယ်ဩ အဲ့ဒါကြောင့်ငါမင်းကိုကြည်နေတာမင်းတခုခုတော့ဖြစ်နေပါတယ်လို့ဒါနဲ့တို့လေတဲသွားတဲ့လမ်းဖျားပြက်စီကိုမင်းသွားသေးလားဘာကြီးကမေးလိုက်တဲ့အခါမှာတော့ ျုပ်လေတော့ပြန်လို့ရှင်အမြဲခဏတော့အရေးခိုပါရပါရဲ့အေးအဲ့ဒါလည်းပါမှာပေါ့ကွာဒီမှာငါတို့ရလူမာလူစီးရှိတယ်လို့ဘလူးမာလည်းဘလူးစီးဆိုတာရှိတယ်ကွာမင်းမတ်တဲ့ဘလူးဟာဖះပြက်ကအဆောင်ထဲတယ်ဗျာအဲ့ဒီဘလူးဟာဖះပြက်ကအဆောင်ဒါဆိုကျုပ်ကိုဘာလို့ဖះပြက်ကရွှေတွေတူးခိုင်းတာလဲပါရဲ့အေးမင်းတေချာစဉ်းစားကြည့်လိုက်လို့ရှင်မင်းရွှေတွေတူးသွားခဲ့လို့ရှင်သူစောင့်စရာမလိုတော့ဘူးထင်လို့နေမှာပေါ့ကွာအေးနောက်တစ်ခုဟာ မင်းရတာလူစည်းကိုကြော်ပြီးတော့တိုက်တူးလို့ရှင်သူမင်းကိုစားခွင့်ရှိလို့အကြံနဲ့လှုပ်တာထင်တယ်ကွာအမလီအမလီအကူရဲကြောက်ဖို့ကောင်းလိုက်တာအခုတူကဲပါအောင်အကူရဲတော်ကြဘလူးစာမိနေလို့ရှင်အခက်သားတော့အေးပါငါအခုချက်ချင်းရွာဦးဆရာတို့စီသွားပြီးတော့မေးလိုက်ပါမယ်လာဖို့ကြောမင်းမတခါလေးလိုက်ခဲ့ဒီလိုနဲ့ပဲဖိုးကျော်တို့တူကြီးနေအောင်ရွာဦးเจ้าကိုရောက်လာခဲ့ပါတယ်ရွာဦးเจ้าဆရာတော်ကိုအကျိုးเจ้าလျှောက်ထားလိုက်တော့ဆရာတော်ကအော် တဲခက်တဲ့ဘလူးပါလားကွယ်နတ်ဘလူးစိတ်ကုန်ပြီးတော့အရိုင်းစိတ်ဝင်နေတယ်ထင်ပါကွယ်အဲ့တော့ဒီလိုလုပ်တကားကြီးဆရာတော်ဘုရားကဖိုးကျော်ရဲ့လက်မှာပြေချိုးခြိပေးထားလိုက်ပါတယ်အရင်နောက်မှာတော့ဖိုးကျော်တို့တူကြီးနှစ်ယောက်ဟာရွာဦးကျောင်းကနေပြန်လာခဲ့ကြပါတယ်လမ်းကိုရောက်တော့ဘိုင်းဆရာတော်ဘုရားဘိုင်းနန်းနောက်ကပ်ပြီးတော့ဗာမိတ်လိုက်တာလေဗျာ ဆရာတော်ကဘလူးရုပ်ကြောင်းကိုအခြားလူတွေကိုမပြောနဲ့လို့ပြောတာကွာနောက်ပြီးတော့အဲ့ဖျားပြက်စီကိုတွားပြီးတော့မနဲ့တန်းလဲမြစ်တာပေးအမြဝေပေးပါလို့ပြောတယ်ဆရာတော်ပြောသလိုဖြစ်ရင်တော့အကောင်းသားဗျာမဟုတ်ရင်တော့ကျုပ်အဲ့ဒီဘလူးရုပ်ကိုအပိုင်ပိုင်ဆက်ဆက်ခွဲပြင်ပါအေးပါကွာဆရာတော်ပြောတာကိုအရင်နားထောင်လိုက်ပါပြီးတော့မှအဲ့ဒီဘလူးမငိမ့်လို့ရှိရင်မင်းကြိုက်တယ်လို့လောက်ကွာဟုတ်ပြီလားဖိုးကျော်ကဗိုင်းစကားကိုခေါင်းငိမ့်ပြလိုက်ပါတယ်အချိန်နေဟာရက်ကိုစားရက်ကလကိုစားလကိုနှစ်ကစားနဲ့ပြောင်းလဲလာခဲ့ပါတယ်ဖိုးကျော်တယောက်ကတော့ညစဉ်မြည်သည့်တန်ကိုမှမကြားရတော့ပါဘူးအဲ့ဒီလိုမကြားရတော့မှပဲဖိုးကျော် စေရေးသွားပါတယ်။ဒါပေမဲ့လည်းဘလူးရုပ်ရှိနေတဲ့ဖျားပြက်စီကိုတော့သူဟာဘယ်တော့မှခြေဦးမလဲတော့ပါဘူး။အဲ့ဒီဖျားပြက်မှာတော့မနက်တိုင်းပေးရရအမြပေးဝင်နေတဲ့ဆရာတော်ဖျားကိုရွာသူရွာသားတွေတွေ့မြင်နေကြရဆဲပဲဖြစ်ပါတယ်။ဇလန်းလေးကတော့ဒီမှာနေပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်းလေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။